c o c o d i l e crocodile တတမီမီတို့ရေမိချောင်းတွေကရေနေတတဝါကြီးတွေပါမိချောင်းတွေကမြစ်ချောင်းအင်းအိုင်စရဲရေတွေထဲမှာနေထိုင်တတ်ကြတယ်သူတို့ကရေထဲမှာလှုပ်ရှားသွားလာဖို့တင့်တော်တဲ့ခန္ဓာကိုယ်ပုံစံလေးရှိကြတယ်မိချောင်းတွေကအသားစားတဲ့တတဝါတွေပါမိချောင်းတွေကငါးကုန်းနေရေနေတတဝါတွေသူတို့ထက်သေးတဲ့တလေးဆန်တွေကိုစားတတ်ကြတယ်တဲ့ သူတို့ကသားကောင်ကိုစောင့်ဆိုင်ပြီးလှည့်မြန်စွာဖမ်းယူတတ်တယ်။မိเจ้าတွေရဲ့ခန္ဓာကိုယ်ဟာကြီးမားပြီးအားကောင်းတယ်။သူတို့မှာတန်မာတဲ့ကြွက်သားတွေနဲ့ခြွန်ထက်ထက်သွားတွေလည်းရှိကြတယ်။မိเจ้าတွေကဥဥတက်ကြတယ်။သူတို့ကသဲတောင်မြေမှာဥတွေဥပြီးဥကနေအကောင်လေးတွေပေါက်လာကြတယ်တဲ့။မိเจ้าတွေကကဘာတဝမ်းမှာနေထိုင်နိုင်ကြတယ်။အထူးသဖြင့်နှွေးထွေးတဲ့ရာသီဥတုရှိတဲ့ဒေသတွေမှာပေါက်ခွာနိုင်တယ်။ သူတို့ကယာတီဥဒုအမျိုးမျိုးကိုခံနိုင်ရှိတဲ့တိရိစ္ဆာန်တွေဖြစ်ကြပါတယ်တဲ့။ကဲမိเจ้าတွေရဲ့မိကုံးလေးတွေဖြစ်ရအောင်။မိเจ้าတွေကပါစားလဲ။တက်အသားစားပါတယ်။နှစ်အရွက်တွေစားပါတယ်။သုံးအသီးတွေစားပါတယ်။ဟုတ်ပါရဲ့။မိเจ้าတွေကအသားစားတဲ့သတ္တဝါတွေဖြစ်ပါတယ်။နောက်ထပ်အကောင်တွေအကြောင်းကိုလည်းထပ်ပြောပြပေးမယ်နော်။